ရသော်ဗျာကဟောတယ်ပတိရူပေဝတေထေတိမင်းကြီးဘွားတွေ့တဲ့ချင်လို့ရှိရင်ကိုယ်နဲ့တင်းတော်တဲ့နေရာရွေးချယ်ပြီးနေထိုင်ပါတဲ့အရိယမိတ္တကရောတိယသူတော်လူကောင်းတွေကိုမိတ်ဆွေဖွဲ့ပါသူတို့စီကပညာတွေရဖို့ဉာဏ်ဉေရဖို့ဆုံးမတွေရဖို့သူတို့နဲ့ပေါင်းဆက်ပါတမ္မာပဏိတိတမ္ပနော ကိုယ့်ကိုယ်ပြင်မာအကောင်းဆုံးဖြစ်အောင်ပြင်မာလို့ဆိုပုပ်ပိပုံညကတော်နရောအတိတ်ဘဝလည်းကုသိုလ်ကောင်းတွေလုပ်ခဲ့တယ်ဟောဒီ14ပါးလည်းပတ်သွားပြီဆိုလို့ရှိရင်တဏ္ဍန်ဒိညာယတောဂိတ်တိသူခင်စေတံဒေဝတတိအောင်မြင်ကြည့်ပွားမှုတွေအကုန်လုံးပစ္စည်းဥစ္စာတွေလည်းသူစီရောက်လာမှာပဲစားစရာတွေလည်းသူစီရောက်လာမှာပဲကြော်စောမှုတွေလည်းသူစီရောက်လာမှာ အောင်မြင်ကြီးပွားမှုချမ်းသာဒုက္ခတွေအလုံးသူ့စီကိုရောက်လာနိုင်မယ်လို့ရသော်ဘုရားဒီလိုဟောတာเนาะအောင်မြင်ကြီးပွား14ပါးဆိုတာဒီလေးကိုဆွလို့တယ်ပေါ့အဲ့ဒါကုသနာမှာရှိအောင်မရှိသေးရင်ရှိအောင်ကြိုးစားဖြစ်အောင်ကြိုးစားအပြင်အကြောင်းကတော့ရှားရမယ်အတွင်းအကြောင်းကတော့ကိုယ်တိုင်ကြိုးစားဖြစ်တယ်ပေါ့အရေးကြီးဆုံးကတော့အတ္တသမပဋိဒိဟာအရေးကြီးဆုံးပဲကိုယ်ကို ညင့်တင်ပေးဖို့လိုအပ်တယ်။တတ္ထာတရားမရှိသေးဘူးဆိုရင်တရားတရားရှိလား။သီလမရှိသေးဘူးဆိုရင်သီလရှိရမယ်။စာကတုဒ္ဒမရှိသေးဘူးဆိုရင်တုဒ္ဒရှိအောင်ကြိုးစား။စာကမရှိသေးဘူးဆိုရင် စာကရှိအောင်ကြိုးစား။ပညာမရှိသေးဘူးဆိုရင်ပညာ။ဆိုလိုတာကပညာလောကီနဲ့ပတ်သက်လာလို့ရှိရင်ပစ္စည်းဥစ္စာတွေမရရအောင်調査အထောက်အမယ်လုံလဝိရိယဆက်ရမယ်ပညာတွေသင်ရမယ် စီပါဥစ္စာဒုတက်ကြောင့်ဖြစ်တဲ့ပညာတွေကိုသင်ကြားစီဘူးအထုတ်တာအတ္တသမပဏိတိပဲဖြစ်တယ်။အဲ့ဒီအတ္တသမပဏိတိဖြစ်မှအောင်မြင်ကြည့်ပါ။လူလောကမှာကြီးပွားနေတဲ့ပုဂ္ဂိုလ်တွေဂုံလူပွဲလူတွေရလို့စိစိဥစ္စာတွေဒုတက်နေတဲ့ပုဂ္ဂိုလ်တွေဟာအတ္တသမပဏိတိလို့ဆိုတဲ့ဒီအချက်ပြည့်စုံနေတဲ့ပုဂ္ဂိုလ်တွေလို့ဆိုလို့သူရဲ့အခြေခံကြတာတော့အတိတ်ဘဝတော့ကသူကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့အတွက်ကြောင့် လူစင်မီတဲ့ပုံကိုဖြစ်လာခဲ့တယ်ပေါ့အဲ့ဒါကတော့အရေးကြီးဆုံးသို့တော့လူစင်မီုံနဲ့ဖြစ်သလားဆိုမရှိဘူးမဖြစ်ဘူးအဓိကပါတော့အတ္တသမပဏိအေးတချို့ညာလဲကောင်းတယ်လူကလည်းပဲကြမ်းပါတယ်ဒါပေမဲ့ပြင့်နေမကြိုးစားဘူးနော်ချိန်ကြလက်ဖေးဆိုင်ထိုင်နေချိန်ပြုံးနေစီပွားရှာမှာပြင်းနေအလုံးလုံးအောင်မှာပြင်းနေဘဲတော့မှမကြည့်ပါဘူးလေ နော်ជីវ័តတုတ်တဲ့မှုဆိုတာများနာအချင်းရှိသည်မျက်စိဖွင့်နားဆွင့်ပြီးတော့ပညာလဲရှားတဲ့အလုပ်လဲကြိုးစားတဲ့ဆိုတဲ့ပုံကိုယ်တွေဟာထိတ်တန်းကိုရောက်လာ စာရီမြန်မြန်ဖတ်တယ်ပညာရီမြန်မြန်ရအောင်စီးပူအထုတ်တယ်အဲ့ဓာတွေအလုံးဟာအတ္တသမပဏိတိတွေကြီးပဲဒီထဲမှာအတ္တသမပဏိတိရှိပြီဆိုရင်ကြံတဲ့အရာတွေကတည်ငြိမ်မှုရှိတယ်အတ္တသမပဏိတိကတော့အမြဲတမ်းလှုပ်ရှားနေရမယ့်အရာပဲဖြစ်တယ် သူလှုပ်ရှားမှကျန်တာတွေကအသက်ဝင်လာအတ္တသမပဏိတိမလှုပ်ရှားလို့ရှင်ဘလောက်ပဲတင့်တော်တဲ့နေရာနေနေငပြင်းဟာငပြင်းပဲနော်ဘယ်လိုပဲလူတော်လူကောင်းနဲ့ပေါင်းပြီးဘလောက်ပဲဆုံးမဆုံးမငပြင်းဟာငပြင်းပဲအတ္တသမပဏိတိမရှိရင်တော့ခြေပွားတုတ်တဲ့မှုမရှိနိုင်ဘူးသူဟာအချက်ပဲအခရာပဲမန္တိုင်ပဲလို့ဒီလိုပြောလို့ရတယ်ပေါ့နော်